ကျောဆောင်ဝင်းရဲ့ဝမ်ပရမအုံဆုံးထိုးပွဲကြီးမှာဒါသမနီဆွန်လုံးနဲ့ထိုးရမယ်ဆိုပြီးတော့ online ပေါ်မှာပြန့်နှံ့လာခဲ့တယ်လို့ဒါကျောဆောင်ဝင်းရဲ့ဝမ်ပရမအုံဆုံးထိုးပွဲကြီးကတော့စိတ်မကောင်းစွာပဲပြတ်သွားခဲ့တဲ့ကိစ္စတွေကိုဒါပရိသတ်တွေကိုအရေးပေါ်သင်ဆပေးခြင်းတယ်အခုကျွန်တော်တို့ဒီအော်တိုဘာလအတွင်းမှာ ဒါကျွန်တော်တို့ဟိုနောက်ဆုံးအပတ်ပေါ့လေဒီ30သရနေ့မှာ one friday fight ပေါ့ဒီမှာကျော်စွာဝင်းကထိုးသက်ရမယ်လို့အစကတည်းကသူတို့ရဲ့ဒါ fitness တင်ကအတိမတ်เนาะအတိပြုပြီးသားဖြစ်ပါတယ်เนาะဆိုတော့အခုကျော်စွာဝင်းကပြည်သက်တွေကိုတောင်းပန်လာတယ်ဘာလဲဆိုတော့သူက training လုပ်ခဲ့စင်မှာဒိုင်ယာတသေးလေးတွေးခဲ့တယ်တဲ့เนาะဒိုင်ယာက ဘယ်လိုပြောမလဲဘာမှမပြောတော့ပဲမယ်ဆရာဝန်ယောကလတ်တထိတ်ကပါဒါကျွန်တော်အတွက်လွန်စော်ကမှစိုးရိမ်တာဖြစ်တဲ့အတွက်လက်တော်ပွဲမထိုးခိုင်းမှုဆုံးဖြတ်ခဲ့ကြပါတယ်တဲ့ဟိုဒီလာထိုးခွင့်ရရဲ့အစင်းသင်းဖြစ်အောင် training ပြင်းပြင်းထန်ထန်ဆင်းခဲ့တာကြောင်းတဲ့အခုလိုမျိုးဖြစ်သွားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တက်တော့ဒီတန်ရာကပပလေးပါတယ်ဒါပေမဲ့ဒါကလပ်တစ်ထင်းနဲ့ဒါကျွန်တော် World Championship အဆုံးဖြတ်ချက်ရကျွန်တော်ကလက်ခံလိုက်ပါတယ်ဗျာကြော်ကြီးဟာနော်ကျွန်တော်တို့ပေါင်ကဗျာ တော်တော်လေးကိုဝေချခဲ့တာဖြစ်တယ်ဒီတစ်လနှစ်လအတွင်းမှာเนาะဒါဘယ်လိုပြောရမလဲ fly weight down ကိုဝင်ဖို့အတွက်ပေါင်က20ကျော်လောက်ကိုကျွန်တော်ချခဲ့တာဖြစ်တယ်เนาะ weight down ကို 63kg အထိကိုချခဲ့တာပါเนาะ hydration test အောင်ဖို့အတွက်ပါနေတိုင်းစောင့်ကြည့်ပြီးအသက်နိုင်ဆုံးပြင်ဆင်ခဲ့တာပါဒါမဲ့ဟိုဘယ်လိုပြောရမလဲပွဲထိုးခွင့်မရခဲ့တဲ့အတွက်သူကိုယ်တိုင်ကရောပြိတ္တတွေကရောတော်တော်လေးကိုဒါစိတ်မကောင်းဖြစ်ကြတယ်ပေါ့လीကြော်ကြီးရဲ့ဒါပြိတ္တတွေဆိုရင်လည်းပဲဒီပွဲကိုအားပေးဖို့အသင့်စောင့်နေကြတာဖြစ်တဲ့အတွက်တချို့ဆိုရင်ဟိုเนาะဒါလေးလက်မှတ်တော်ကျူနေ င်ဖြတ်ထားကြတဲ့သူတွေရှိရင်မျက်နှာမှုအများကြီးပေါ့နော်ဘုက္ကလူမျိုးပွဲထုတ်ဖို့အစမပြေဖြစ်သွားတဲ့အတွက်လည်းဒါပြိတ္တတွေကိုသူကတောင်းပန်နေဆိုပြီးတော့ဟိုနော်ကျော်ကြီးကဒီကနေ့မှသူ့ရဲ့ Facebook လူမှုကွေးရဲ့စာမျက်နှာပေါ်မှာ အော်ပြည်ပြည်သက်တွေကိုပြောသွားခဲ့တယ်ပေါ့နော်။ဒိုင်ယာလုံးဝပျောက်ကင်းသွားအောင်စနစ်တကျကုသခံယူပြီးမှလေ့ကျင့်တာလေ့ကျင့်ပြီးမှပြန်လာမယ်လို့ဆိုထားတယ်။ဒါပေမဲ့နောက်လ17လပိုင်းမှာကျွန်တော်တို့ဘရိုနီကာတို့ပွဲနဲ့အတူတူတော့မဟုတ်ဒါဘရိုနီကာတို့ပွဲပြီးလို့ရှိရင်ကြည့်ရဖို့အခြေအနေများတယ်ဆိုပြီးတော့လေပြောကြတယ်ပေါ့နော်။ဟိုတကယ်ဖြစ်ပါစေနော်။တန်းစင်ကတော့ဘရိုနီကာနဲ့အတူတူ One Friday Fight မှာကျွန်တော်ကြည့်ရမယ်ခရီးရင်းနေ့မှာကြည့်ရမယ်ဆိုတော့ဝမ်သာစရာတွေပဲဒီကြားထဲမှာကျော်ဆောင်ဝင်းရဲ့ပထမအဆုံးထိုးပွဲကြီးကို One Championship ာဒေါ်လာ3သိန်းနဲ့စာချုပ်ရပြီးတော့ဒါပွဲမထိုးတာကြာပြီဖြစ်တဲ့ဒါကျွန်တော်ရဲ့တမ်မီဆိုလုံးနဲ့ပြီးတွေ့မြင်ဆိုပြီးတော့သတင်းတွေကတော့ထပ်ပေါ်လာနေတာပါဒါတော့ဒါဖြစ်နိုင်ခြေရှိ